ဟိုချွတ်စေးမလို့ပဲနဲ့ဆရာနည်းနည်းတောက်မဲ့အရာတွေอ่ะချွတ်စေးလို့ပဲနဲ့နည်းနည်းလေးတောက်မဲ့အရာဟောမလို့အရာမတန်းတာနည်းနည်းအရာဒါအရင်အနီရောင်လို့မဟုတ်ကနေလို့ဆိုးထားဟုတ်တယ်အနီဆိုးရတယ်ဟောပြန်ဆိုးမယ်ဆိုတော့လိမ္မော်ဒီအရာလောက်ပဲရပါချွတ်စေးမလို့အဲချွတ်စေးမလို့ပဲနဲ့လိမ္မော်ဒီအရာလောက်တော့ရတယ်တွေ့ရတယ်လိမ္မော်ဒီကလည်းဟိုခါလေးဘယ်နဲ့ရက်လောက်ဘယ်လောက်ခံလဲ ပုံမှန်ကောင်းမဲ့ကာလာရ2လ3လလောက်နေမှာလွင့်လာတာချက်သိမတုံးချင်လို့ဒီလိုကာလာလေးတွေရပဲပေါ့နော် လွေးတဲ့ကာလာလေးပေါ့နော်အဲ့လိုနေမော်လို့အနီလို့အဲ့လိုမျိုးတွေခရမ်းလို့နော်အဲ့လိုစိုးသွားလဲရတယ်ပေါ့ဒါပေမဲ့နောက်တစ်ချိန်ရရင်လည်းညီမလေးကာလာပြန်ပြောင်းရင်တော့မဖြစ်မနေရချွတ်လို့ချွတ်ရမှာပဲကျွန်တော်ပြောချင်တာပါလေအဲ့ဒါတကယ်လို့အခုချိန်မှာချွတ်မယ်ဆိုရင်တော့လည်းလွယ်ကူတယ်ဟုတ်လားအောက်ခံကအနီအောင်ဆေးရတော့နည်းနည်းလေးညော့တယ်ပေါ့နော်အဲ့ဒါကြောင့်လွယ်တယ်ဒါပေမဲ့ ဟုတ်ကဲ့ဟိုမြန်မာလေးတော့တော့အဲ့လောက်ပြရမရအောင်ဆန်တာအဲ့လောက်လည်းမခံနိုင်ဘူးပေါ့အဲ့တော့ကျွန်တော်တို့ကတော့အဲချွတ်တယ်ဆိုတာကတော့ဖေဒီကာလာဆိုလို့ချွတ်တာမဟုတ်ဘဲနဲ့ဒီအနေရောင်ဖယ်တဲ့အနေနဲ့ချွတ်တဲ့အမျိုးပဲချွတ်လိုက်ချွတ်ပြီးတော့မှပဲကျွန်တော်တို့ဥပမာပေါ့ဗျာတခြားကာလာဒီလိုလေးဒီလိုလေးပြန်ရွေးချယ်လို့ရတယ်ဆရာပြပြီးလိုက်လေဘယ်ရောင်လေးရရလောက်လဲညီမလေးရတယ်တောက်တာရဲ့ဥပမာဥပမာဒီလိုမျိုးလေးဒီလိုမျိုးလေးညီမလေးကမချွတ်လို့မရဆိုတော့ကျွန်တော်သတင်းလေးပဲရိုက်မယ်နော် 你哪样帮那些？哎，你妈的，没事的。